်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေကောက်ခံအစိုးရထံနိုင်ငံတော်တာဝန်များကိုဒီမိုကရေစီစံနှုန်းများနဲ့အညီလွှဲအပ်ပေးသွားမည်ဟုအကြံဖတ်မင်းအောင်လိုင်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရွှေကောက်ခံအစိုးရထံနိုင်ငံတော်တာဝန်များကိုဒီမိုကရေစီစံနှုန်းများနဲ့အညီလွှဲအပ်ပေးသွားမည်ဖြစ်ကြောင်းယနေ့နိုဝင်ဘာ9ရက်နေ့နောက်ပိုင်းကနေပြည်တော်လေတက်စခန်း၌ကျင်းပတဲ့တပ်မတော်လေးမှာ လေရင်ရဟတ်ရင်များတတ်တော်ဝင်ခြင်းအခမ်းအနားတွင်တမရော်ကောက်ွယ်ရေးဦးစီးချုပ်အကြံဖက်စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောက်လိုက်ကပြောကြားခဲ့ကြောင်းသိရပါသည်မြန်မာနိုင်ငံ၏တိုးတက်လာသောအခြေအနေများနှင့်အညီအများပြည်သူလူလားတောင်းထားတဲ့အချက်ဖြစ်သည့်လွတ်လပ်၍တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပရန်ပြင်ဆင်လျက်ရှိရာရွေးကောက်ပွဲကပေါ်ထွန်းလာပြီးရွေးကောက်ခံအစိုးရထံနိုင်ငံတော်တာဝန်များကိုဒီမိုကရေစီစံနှုန်းများနှင့်အညီလွှဲအပ်ပေးသွားမည်ဟုပြောကြားခဲ့ကြောင်းသိရပါသည် ထိုသို့ဆောင်ရွက်တဲ့အကြံဖန်ပြည်တွင်ပြပအဖွဲ့အစည်းအချို့သည်၎င်းတို့လူလာချက်အတိုင်းမဟုတ်၍ရွေးကောက်ပွဲမဖြစ်မြောက်စေရန်ပြပြစေရန်နီလန်ပေါင်းစုံဖြင့်ဆွတ်ဖက်လှုပ်ဆောင်ဟန်တာလျက်ရှိကတဖက်တွင်လည်းအကြံဖက်တောင်းညံ့သူများသည်တမတော်နှင့်ပြည်သူပူးပေါင်းလှုပ်ဆောင်ချေမှုမှုကြောင့်တဖြည်းဖြည်းအရေးနှိမ့်လာသည်ဟုယူဆလျက်ရှိခြင်းထို့ကြောင့်၎င်းတို့ခိတ္တဆုံးမထားသည့်နေမိများကိုဆက်လက်စုပ်ကင်ထားနိုင်ရေးအတွက်နိုင်ငံပိုင်လန္ဒရာအစအဦးများ ပြည်သူနေအိမ်တိုက်တာနှင့်ပိုင်ဆိုင်မှုများကိုတိုက်ခိုက်ဖျက်ဆီးလူရဲယူဆောင်လျက်ရှိခြင်းအားဟန်တာချေမုံရန်တမတော်အနေဖြင့်ပြည်သူလူထုအကူအညီဖြင့်ဆက်လက်တိုးတက်ဆောင်ရွက်သွားမည်ဟုအကြံဖတ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်းသိရပါသည်2021ခုနှစ်ပြည်သူ့ရဲ့အားပေးမှုနဲ့အပြတ်အသတ်အနိုင်ရခဲ့သော NLD ပါတီကိုလက်နက်နဲ့အာဏာလုပြီးအကြမ်းဖက်အုပ်ချုပ်နေခဲ့သောမင်းအောင်လှိုင်ကိုပြည်သူအများအပြားကအခုထိစန့်ကျင်ကအတူရောင်ရွေးကောက်ပွဲကိုလည်းပညာတတ်လူငယ်တွေပါဝင်ခြင်းမရှိပါဘူး။ ဆက်လက်ပြီးကော့ဂရိတ်တိုက်ပွဲမှာစစ်ကော်မရှင်တပ်အထိနာနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ကော့ဂရိတ်မြောက်ပိုင်းကခြေပါတွေကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ထိခိုက်သေးဆုံးမှုများပြနေတယ်လို့မြေပြင်သတင်းကြီးမြစ်တွေကသတင်းဌာနကိုပြောပါတယ်။အာနာသိန်းစစ်ကော်မရှင်တပ်ဟာကော့ဂရိတ်မြဝတီဒေါနာတောင်ပေါ်လမ်းဟောင်းကိုလည်းပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်ပြီးခဲ့တဲ့အောက်တိုဘာလ3ပိုင်းကစလို့အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာပါစစ်ကော်မရှင်တပ်စစ်ကြောင်းထိုးနေတာကြောင့် ထီးဖိုးဆန်ကျေးရွာအုပ်စုနဲ့အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာနိုဝင်ဘာ9ရက်နေ့အထိနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်ပြီးစစ်ကောင်မရှင်တပ်ဖက်ကထိခိုက်ဒေဆုံးမှုများပြားနေတာဖြစ်ပါတယ်။တော်လန်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ပြောပြချက်အရအခုလနိုဝင်ဘာ1ရက်ကနေ9ရက်နေ့အထိဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲအတွင်းစစ်ကောင်မရှင်တပ်ဖွဲ့ဝင်40ထပ်မံထိခိုက်ဒေဆုံးခဲ့တယ်လို့ပြောပါတယ်။အထင်နာနေတဲ့စစ်ကောင်မရှင်တပ်ဟာတုံတိုးအခြေဆိုင်တပ်ရင်းတွေကစစ်မှုထမ်းတပ်သားတွေနဲ့အင်အားဖြည့်တင်းပြီးထပ်မံစစ်ကြောင်းထိုးနေတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့စစ်ကော်မရှင်တပ်ဟာကော့ကရိတ်ညောက်ဝတီဒေါနာတောင်ပေါ်လမ်းဟောင်းကိုပြန်လည်ထိန်ချုပ်နိုင်ဖို့စစ်မျက်နှာနှစ်နေရာကနေစစ်ကြောင်းထိုးနေတာဖြစ်ပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းပုံမှုလုံးဆောင်နေတာပါစစ်ကော်မရှင်တပ်စစ်ကြောင်းထိုးနေတာကြောင့်ကော့ကရိတ်မြောက်ပိုင်းကကြေးရွာတွေဖြစ်တဲ့ညပတိုင်းထီပိုးဆန်နောင်မီကော့ဖန်ရက်မိဖာလင်စတဲ့ကြေးရွာတွေကဒေသခံအများအပြားဟာပြည်လို့ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ဆလပီအမားများကကျူးလွန်နေသည့်မင်းအောင်လိုင်က တိုင်းရင်းသားများအမြင်မှန်ဖို့လိုအပ်လာဟုပြောလာဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်တိုင်းပြည်အာဏာကိုလက်နက်အားကိုဖြင့်မတရားလုယူခဲ့ပြီးပြည်သူများကိုနေစဉ်တပ်ဖြတ်နေသည့်မင်းအောင်လှိုင်ကတိုင်းရင်းသားများအမှန်မြင်ဖို့လိုအပ်ကြောင်းယနေ့နိုဝင်ဘာ9ရက်တွင်ကြားရောက်သည့်နှစ်80ပြည့်ကရင်ပြည်နယ်နေအခမ်းအနားသို့ပြည်ပို့သည့်တဝင်လွာ၌ပြောကြားခဲ့ပါသည်။အဆိုပါတဝင်လွာ၌ကရင်ပြည်နယ်အပါအဝင်ဒေသအချို့၌မတည်ငြိမ်မှုများဖြစ်ပေါ်နေရခြင်းသည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကြောင့်ဖြစ်သည်ဟု မင်းအောင်လိုင်က၎င်း၏လုပ်ရက်ကိုဖုံးကွယ်ပြီးတပားသူများကိုအပြစ်ဖို့ခဲ့သေးပါတယ်။အရင်ကတင်းကျင်းအေးချမ်းမှုရှိခဲ့ပြီးတိုင်းသားပြည်သူတွေအေးချမ်းလွတ်လပ်စွာသွားလာနေထိုင်ခဲ့တဲ့ကရင်ပြည်နယ်ကဒေသအချို့မှာယခုအခါတင်းကျင်းအေးချမ်းမှုကင်းမဲ့ပြီးပြည်သူတွေဆင်းရဲဒုက္ခခံစားနေရတာဟာဝမ်းနဲ့ချွေကွဲပဲဖြစ်ပါတယ်။ဒါကြောင့်အမှန်ကိုရှုမြင်ပြီးဒီနယ်အေးချမ်းတာယာရေးနဲ့တင်းကျင်းအေးချမ်းရေးကိုအလေးထားဆောင်ရွက်ဖို့အချိန်အခါဖြစ်ပါတယ်ဟုမင်းအောင်လိုင်ကပြောကြားခဲ့ပါတယ်။ လက်ရှိတိုင်းပြည်အခြေအနေသည်စစ်တပ်အာဏာသိမ်းမှုကြောင့်အဖက်ဖက်ကရှုံရင်းခဲ့ပြီးနေစဉ်တိုက်ပွဲများဖြစ်ပွားကာပြည်သူတန်းနှင့်ချီစစ်ပေးရှောင်နေရမှုသည်စစ်ကော်မရှင်ကြောင့်ဖြစ်သည်ကိုနိုင်ငံတကာကထောက်ပြထားတော့လေရင်းအချက်ကိုမူမင်းအောင်လှိုင်ကမသိသလိုနေထိုင်လျက်ရှိပါတယ်စစ်တပ်အာဏာသိမ်းပြီးတော့ကရင်ပြည်နယ်မှာနေစဉ်လေကြောင်းတိုက်ခိုက်မှုတွေအရက်သားတွေကိုပြစ်မှတ်ထားပြီးစစ်တပ်ကလက်နက်ကြီးပစ်တာကြောင့်ပြည်နယ်မငြိမ်မသက်ဖြစ်ရတာလေသူကြောင့်ဖြစ်ရတာကိုတခြားသူတွေကိုလွှဲချနေတယ် တကယ်အမြင်မှန်ဖို့လိုနေတာမရောက်နိုင်ပဲဟုခရင်ပြည်နယ်အတွင်းရှိတော်လန်ရေးရဲဘော်တို့အူကမှတ်ချက်ပြုပါတယ်။ထိုကဲ့သို့မရောက်နိုင်အာဏာသိမ်းမှုကြောင့်ပြည်သူများသည်တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများထံမှစစ်ပညာသင်ယူပြီးစစ်အာဏာရှင်ကိုဖြုတ်ချလိုသည့်အတွက်လက်နက်ကိုင်တော်လန်ရေးကိုလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။သူတို့စာအုပ်အစိမ်းကြီး2008ခြေကိုတောင်ချိုးဖောက်ပြီးအာဏာသိမ်းထားတဲ့ကောင်ကအမှန်ကိုရှုမြင်ပါလို့ပြောတာတကယ်ကိုရှည်ရတယ်။တိုင်းပြည်တစ်ခုလုံးဖျံဖရာဖြစ်အောင်လုပ်တာသူပဲလေ။တရားခဏ်က ရဲလုတ်ချင်နေတယ်ဟုနိုင်ငံရေးလှိလာသူတအုပ်ကသုံးသပ်ပါတယ်။ထို့ပြင်မေအောင်လိုင်ကပြည်တော်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆန္ဒမဲပေးပိုင်ခွင့်ရှိသူအလုံးဤအခွင့်အရေးများနှင်နာမှုမရှိစေရနှင့်နီလန်ချမှန်ကန်မှုရှိသောဂုံတိတ်ခါရှိသောအထွေထွေရွေးကောက်ပွဲတရက်ဖြစ်စေရအတွက်လူတအူးချင်းစီ လူမှုစီးပွားတိုးတက်ရေးကိုဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီးပြည်내အလိုက်သက်ဆိုင်ရာဝင်ကြီးဌာနများအလိုက်ရည်မှန်းချက်များချမှတ်ပြီးအောင်မြင်အောင်ဆောင်ရွက်ကြရန်ပြောကြားခဲ့ပါသည်တဲ့။ရှင်ပြင်းစစ်ကော်မရှင်ကနိုင်ငံနှင့်လူမျိုးအပေါ်ကြာရောက်မည်အခက်အခဲအချက်အတဲစိန်ခေါ်မှုများကိုတိုင်းသားများနှင့်ပူးပေါင်းပြီးရင်ဆိုင်ကျော်လွှားမည်ဟုဝါဒဖြန့်စည်းရုံးမှုကိုလည်းမင်းအောင်လိုက်ကပြောကြားခဲ့ပါသည်။ မင်းအောင်လှိုင်သဝင်လွာ၌အတူရောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုနိုင်ငံတကာနှင့်ပြည်တွင်းဝေဖန်မှုများကိုလစ်လျူရှုပြီးပြည်ပခဖြစ်ပွားနေမှုများအားတိုင်းဒေသလက်နက်ကိုင်အဖွဲ့များထံလွှဲခြားသည့်စကားများကိုပြောကြားမှုများပြုလုပ်ခဲ့ပါသည်ဆက်လက်ပြီးစစ်တပ်ရွေးကောက်ပွဲတွင်ဝင်ပြိုင်ခွင့်ပယ်ဖျက်ခံထားရသည့်ဒေါက်တာတက်တက်ခိုင်က၎င်း၏ပါတီအနိုင်ရပါကနိုင်ငံတကာတရားစွဲခံထားရမှုများကိုတာဝန်ယူဖြေရှင်းပေးမည်ဟုပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်အနာသိစစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ PPP အနိုင်ရပါလျင်နိုင်ငံတကာတရားရုံးများ၌တရားစွဲဆိုထားသည့်အမှုများကိုဒါဝင်ယူဖြည့်ရှင်းပေးမည်ဖြစ်ကြောင်းစစ်တပ်ရွေးကောက်ပွဲတွင်ဝင်ပြိုင်ခွင့်ပယ်ဖျက်ခံထားရသူ PPP ပါတီဥက္ကဋ္ဌဒေါက်တာတတ်သက်ခိုင်ကမဲဆွယ်စည်းရုံးပြောဆိုခဲ့ပါတယ်။ဒေါက်တာတတ်သက်ခိုင်သည်စစ်ကော်မရှင်ရွေးကောက်ပွဲတွင်ဝင်ပြိုင်ခွင့်ပယ်ဖျက်ခံထားရသူဖြစ်တော်လဲရမန်နီနိုဝင်ဘာလ6ရက်နေ့က စစ်ကော်မရှင်၏ဘွာရဖြတ်ရုပ်သံများမှတဆင်မဲဆွယ်ဟောပြောမှုများပြုလုပ်ရာတွင်၎င်းတို့ပါတီ၏မူဝါဒသဘောထားနှင့်ပတ်သက်ပြီးထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်ပရိပခါကြောင့်ထိခိုက်နစ်နာခံရမှုတွေအတွက်အမျိုးသားပြန်လည်သိမျက်ရည်အစီအစဉ်တရက်ချမှတ်ဆောင်ရွက်ပြီးနိုင်ငံတကာကတရားရုံးတွေမှာတစ်ဖက်သက်ဆွဆွဲချက်တွေနဲ့တရားစွဲဆိုထားတဲ့အမှုတွေကိုတာဝန်ယူဖြည့်ရှင်းသွားမှာဖြစ်ပါတယ်ဟု၎င်းကပြောပါတယ် ထို့ပြင်ပါတီမူဝါဒများနှင့်လုပ်ငန်းစဉ်များကိုရက်တရစီမံချက်တနည်းနည်း၅နှစ်စီမံချက်များအဖြစ်ချမှတ်ထားပြီးလက်ရှိ2025ရွေးကောက်ပွဲကြေညာစာတမ်းမှာအပိုင်း၃ပိုင်းရှိပြီးပြည်သူလူထုငြိမ်းချမ်းလုံခြုံရေးလည်းပေါ်ဆောင်သွားမည်ဖြစ်ကြောင်းစီယုံပါတယ်။အလားတူစစ်ကော်မရှင်လက်အောက်ခံစစ်သားရဲတပ်ဖွဲ့ဝင်များနှင့်နန်းစီဒီယန်များကိုလည်းတက်ဆွန်ဆန့်ပြကြိုးပမ်းတည်ဟုဆိုကာရှာပါစရိတ်တိုးမြင့်ထောက်ပံ့ပေးရန်ကျွမ်းကျင်မှုနှင့်အတွေ့အကြုံလိုက်ခန်းစားတွင်ယာရူးတို့ခွင့်တို့အားဦးစားပေးဆောင်ရွက်ပေးမည်ဟုဆိုပါတယ်။ ငြိမ်းချမ်းရေးကိုကာကွယ်စောင့်ရှောက်မဲ့တပ်မတော်အားခိမိစံတင်အင်အားပြည့်ဝစေရည်နှင့်ကောင်းမွန်သောအရက်ဖက်တပ်ဖက်ဆက်ဆံရေးတွေတည်ဆောက်ခြင်းတို့ကိုဆောင်ရွက်သွားမှာဖြစ်ပါれဟုဒေါက်တာတက်တက်ခိုင်ကဆက်လက်ပြောပါရယ်ဒေါက်တာတက်တက်ခိုင်သည်ငွေကြေးကိစ္စပြဿနာကြောင့်စစ်ကော်မရှင်၏အတူရောင်ရွေးကောက်ပွဲမှတွင်ပြိုင်ခွင့်ရနာထားခံရသူဖြစ်တော်လဲစစ်ကော်မရှင်၏အကြံဖတ်လုပ်ရက်များကိုဖုံးကွယ်၍ရင်းတို့အလိုတော်ကျစီးယုံခဲ့ခြင်းဖြစ်ကြောင်းအကဲခဲများကထောက်ပြပါရယ်